မြန်မာနိုင်ငံမှာတနစ်ကိုကလေးငယ်9000ခန်းဟာကာကွယ်လို့ရတဲ့ယောဂါတွေနဲ့သေဆုံးနေရတယ်လို့ကမ္ဘာ့ဘဏ်ရဲ့မရှိမဖြစ်လိုအပ်သောစံမာရေးဝန်ဆောင်မှုများလက်လန်းမီရေးစီမံချက်အရသိရပါတယ်။မြန်မာနိုင်ငံဟာ1990ခုနှစ်ကနေ2010ခုနှစ်အထိကလေးမွေးဖွားတဲ့မိခင်နဲ့အသက်9နှစ်အောက်ကလေးသေဆုံးမှုနှုန်းကိုလျှော့ချနိုင်ခဲ့ပေမယ့် 2015ခုနှစ်အတွက်ရထားတဲ့မိခင်မွေးကင်းစားနဲ့ကလေးချမ်းမာရေးနဲ့သက်ဆိုင်တဲ့ထောင်စုနှစ်ဖွံ့ဖြိုးရေးအတွက်အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ကမ္ဘာ့ဘဏ်ကထုတ်ပြန်ထားပါတယ်။နှစ်စဉ်နှစ်တိုင်းကိုဝန်ဆောင်အမျိုးသမီး2000ခန်းနဲ့ကလေးငယ်9000ခန်းဟာကြိုတင်ကာကွယ်နိုင်တဲ့ယောဂအခြေအနေတွေနဲ့တည်ဆုံနေရတယ်လို့လည်းထုတ်ပြန်ထားပါတယ်။နိုင်ငံတော်သမရရဲ့အကြံပေးဖြစ်သူဒေါက်တာဒေါ်ရင်ရင်တွေကမြန်မာနိုင်ငံမှာကလေးသေနှုန်းကတော်တော်လေးမြင့်နေပြီးမြန်မာနိုင်ငံထက်ပိုများတာဆိုရင် တီမောနဲ့လာအိုလောက်ပဲရှိရလို့ဆိုပါတယ်။မိမတွေတည်နှုံကြတော့နိုင်ငံတနိုင်ငံချမ်းသာဆင်းရဲတာထက်မိမတွေကိုတန်ဖိုးထားမှုနဲ့လည်းအများကြီးမူတည်ရလို့ဒေါက်တာဒေါ်ရင်ရင်ွယ်ကဆက်လက်ပြောပါတယ်။ဒါအပြင်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့အဆင်ရဲဆုံးလူဒဏ်စာအတွင်းကျန်းမာရေးဆောင်ရှောက်မှုနှိပ်ပါခြင်းတွေခံစားနေရပြီး6လသားအောက်ကလေး24ရာခိုင်နှုန်းဟာမိခင်တို့တမျိုးတည်းတိုက်ကျွေးမှုကိုရရှိကြရလို့သိရပါတယ်။ကလေးတငယ်တွေဟာအာဟာရမပြည့်ဝမှုကိုဆက်လက်ကြုံတွေ့နေရက 2010ပြည်နှစ်အတွင်းအသက်တနှစ်အောက်ကလေးငယ်ခုနှစ်ဦးမှာတဦးဟာကိုယ်လေးစိတ်မပြည့်မီပဲမွေးဖွားလာကြရလို့သိရပါတယ်။အသက်9နှစ်အောက်ကလေး35ရာခိုင်နှုန်းကတော့ကြီးထွားပွင့်ပြိုးမှုနေပါပြီး23ရာခိုင်နှုန်းဟာသတ်မှတ်ထားတဲ့ကိုယ်လေးစိတ်အောက်မှာသာရှိရလို့လည်းသိရပါတယ်။ ဒီလိုကိစ္စတွေရောနေစေဖို့ကမ္ဘာပံကမရှိမဖြစ်လိုအပ်တဲ့ကျန်းမာရေးဝန်ဆောင်မှုများလက်လန်းမီရေးစီမံချက်ကိုပြုလုပ်နေပြီးမြို့နယ်ပေါင်း330မှာရှိတဲ့ကိုဝင်ဆောင်မိခင်နဲ့ကလေးငယ်လေးတန်းခန့်အတွက်အကျိုးခံစားမှုတွေရရှိမယ်လို့သိရပါတယ်။မရှိမဖြစ်လိုအပ်သောကျန်းမာရေးဝန်ဆောင်မှုများလက်လန်းမီရေးစီမံချက်အတွက်ကမ္ဘာပံကဒေါ်လာတန်းတရာကူညီပေးပြီး၄နှစ်စီမံကိန်းဖြစ်တယ်လို့သိရပါတယ်။